အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်မှာကျောက်ရည်များကြီးရှိနေရတဲ့လက်ဖက်ကျောက်ဥပြုံးနဲ့ကျောက်ဥပေါင်းလေးလှူစားကြရအောင်နော်ပထမဦးစွာလက်ဖက်ကျောက်ဥပြုတ်ဖို့အတွက်ကျောက်ဥတွေကိုရေတိချာဆေးလိုက်ကြရအောင် တေချာတန့်စင်အောင်ဈေးပြပြီဆိုရင်တော့ကြက်ဥလေးတွေကိုစတင်ပြုတ်လိုက်ကြရအောင်နော်။လက်ဖက်ကြက်ဥပြုတ်ဖို့အတွက်ကျမကတော့ကြက်ဥကိုဆယ်လုံးသုံးထားပါတယ်ရှင်။ကြက်ဥပေါင်းလုပ်ဖို့အတွက်လည်းကြက်ဥကိုကျမကဆယ်လုံးသုံးထားပါတယ်ရှင်။ ကျဥ်တွေအကုန်လုံးဖောက်လို့ပြီးပြီဆိုရင်တော့အရသာလေးထည့်လိုက်ကြရအောင်နော်ခရူးစီပဲငံ့ပြားကြီးအကြည်အနောက်တစုံစီထည့်ပါမယ်ရှင်ငရုတ်ကောင်းလေးထည့်ဖို့လည်းမမိပါနဲ့နော်ကျဥ်ပေါင်းလုပ်တဲ့အခါမှာကျမအနေနဲ့ကတော့စားအုပ်လုံးဝမသုံးပါဘူးအရသာမှုတ်လေးစွန်းတဝက်ထည့်ပါတယ်အားလုံးစုံအောင်ထည့်ပြီးပြီဆိုရင်တော့တေချာနှမ်းဆက်အောင်မှွေပေးရပါမယ်ရှင် ကျောက်ဝူတေချာလေးခလောက်ပြီးပြီဆိုရင်တော့ထဲရလွယ်ကူအောင်မရှရင်ကပ်ထဲကိုထည့်ပါမယ်ရှင်ဒီနေရာမှာလေတခြားသူတွေကတော့၃မီတာကျောက်ဥခွန်လေးတွေကိုပြန်သုံးပေမဲ့ကျမကတော့အလူမီနီယံမီနီပန်လေးကိုအသုံးပြုမှာဖြစ်ပါတယ်ရှင်ဒါကတော့ကိုယ်စိတ်ကြိုက်ပါနော်ကျောက်ဥခွန်လေးတွေကိုပြန်သုံးလဲရပါတယ်ရှင်ကျမကဒီတစ်ခေါက်မှာမီနီပန်လေးနဲ့စမ်းသုံးကြည့်ခြင်းဖြစ်ပါတယ်ရှင် ဒီနေ့တော့ကျုပ်ပောင်းကိုလေပုံမှန်ပောင်းနေကြအတိုင်းလေးရင်နွေးငွေ့နဲ့ပောင်းမယ်နောက်တစ်ခုကတော့ air fryer နဲ့กินတလို့လေးလည်းလုပ်မှာဖြစ်ပါတယ်ရှင်ဘယ်တစ်ခုကပိုကောင်းလဲဆိုတာတော့ကြက်တဲ့အခါမှာသိရမှာပေါ့ရှင်ဒါကဒီနေ့ကျွန်မပထမဆုံးအချိန်စမ်းကြည့်ခြင်းဖြစ်ပါတယ်ရှင်ကျုပ်ပောင်းလုပ်ဖို့အတွက် air fryer ကို350ဒီဂရီနဲ့10မိနစ်ထားမှာဖြစ်ပါတယ်ရှင် ကဲတစ်ဖက်မှာလည်းကြောက်ဥပုကလေးကအဆင်သင့်ဖြစ်ပြီဆိုတော့ကြောက်ဥကလေးတွေကိုရေအေးနဲ့ဆေးပြီးတော့အခွန်လေးတွေကိုဇွန်းလေးနဲ့ခောက်လိုက်ကြရအောင်နော်အိုလဖလဖို့အတွက်အမွှေးချိုင်အနေနဲ့ပဝင်ပစ္စည်းတွေကိုထည့်ပြီးသွားပြီဆိုရင်တော့စားကိုဇွန်းတစ်ဝက်ထည့်ပါမယ် ။ကဲအခုတော့လက်ဖက်ချောက်ထည့်มาဖြစ်ပါတယ်ရှင်။လက်ဖက်ချောက်ကလေမိမိကြိုက်နှစ်တက်ရသုံးလို့ရပါတယ်ရှင်။အကုန်လုံးပြင်ဆင်ပြီးပြီဆိုရင်တော့ကြက်ဥတွေကိုထည့်ပါမယ်။ ကျမကြားဘူးတလောက်ကတော့လေကြက်ဦးလက်ဖက်ကဆေးပက်လဲဝင်တယ်လို့ပြောတာကြားဘူးပါတယ်ရှင်။ဒါပေမဲ့ကျမကတော့ကြိုက်လို့လှုပ်ရှားတာပါနော်။ခောက်ဆွဲလေးနဲ့ပဲစားရင်ဖြစ်ဖြစ်မနက်ခင်းကော်ဖီနဲ့ပဲစားစားအဆင်ပြေပါတယ်နော်။မီအေးအေးလေးနဲ့နှစ်နာရီလောက်တည်ထားလိုက်ပါရဲ့ရှင်။နှစ်နာရီလောက်မီအေးအေးလေးနဲ့တည်ပြီးတဲ့အခါမှာတော့အရေးဒီအလုံးခံသွားပါပြီရှင်။ကဲအခုဆိုရင်တော့အရန်အရသာရှိတဲ့ကြက်ဥလက်ဖက်ပေါင်းလေးရပါပြီ။ ကျုပ်ဘောင်းကလေဒီဘက်ကအယောင်ရင့်နေတာကတော့ air fryer ထဲမှာထည့်ထားတာဖြစ်ပြီးတော့အယောင်ဖြုတ်နေတာကတော့ရေနွေးငွေ့နဲ့ပေါင်းထားတာပဲဖြစ်ပါတယ်ရှင်ကျုပ်ဘောင်းလုပ်ထားတဲ့နှမျိုးလုံးရဲ့အရာစာကိုကျွန်မပြပြပါမယ်ရှင်ရေနွေးငွေ့နဲ့ပေါင်းတာကတော့နည်းနည်းလေးအသားပူဖွဲ့တယ်လို့ခံစားရပြီးတော့ air fryer နဲ့กินထားတာကတော့ပူပြီးတော့အသားလေးကချစ်လက်တယ်လို့ခံစားရပါတယ်ရှင်ကျွန်မရဲ့ဗီဒီယိုတွေကိုအမြဲတမ်းကြည့်ရှုအားပေးနေတဲ့အရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နေ့တော့ဒီလောက်နဲ့ပဲကျွန်မရဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံပါမ 哎。<noise>